်မင်္ဂလာပါကောင်းကြီးမင်္ဂလာရှိသောနေ့သည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်သာဝရပြားထံတော်ပါမှခန္ဓာစိတ်ဝိညာဉ်မာစာခြင်းအမျိုးမျိုးကိုခံစားရပါမည်ကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာဂျေဇုတော်အပြင်ကျွန်တော်နဲ့တူနှုတ်ခွန်းဘတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်ဗျာဒိတ်ချန်ခန်းကြီး20အပိုက်ငယ်14ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ထိုအခါမရဏနှင့်မရဏနိုင်ငံကိုမိအိုင်သေးသို့ချပစ်လေ၏ထိုတေချင်းကဒုတိယတေချင်းဖြစ်သည် ဒီနှုတ်ကပတ်တော်ကိုကြည့်တဲ့အခါမှာဒုတိယသေခြင်းဆိုတဲ့အကြောင်းကို တွေ့ရပါလိမ့်မယ်။တမာကျမ်းစာထဲမှာ သေခြင်းနဲ့ပတ်သက်ပြီးတော့မှ၃မျိုးကျွန်တော်တို့စဉ်းစားလို့ရပါတယ်။လူဟာအသက်ရှင်နေစဉ်အတွင်းမှာဒူးစီရိုက်၌သေလျက်ရှိတယ်လို့ကျမ်းစာက ဖော်ပြတဲ့အတွက်ဒီသေခြင်းကိုတော့ဘုရားသခင်နဲ့အဆက်အသွယ်ပြတ်နေသော အသက်ရှင်လျက်ပင် သေနေသော သေခြင်းမျိုးလို့ကျွန်တော်တို့ပြောလို့ရပါတယ်။အပြစ်ထဲမှာ ဘုရားခင်နဲ့ဝေးကွာလျက်ရှိနေတဲ့သူကိုဒုစရိုက်၌တည်တော်သူဘုရားခင်ရဲ့အမျက်တော်ကို ခံရတော်သူခန္ဓာအသက်ရှင်နေတော်လည်းပဲဝိညာဉ်မှာဘုရားခင်နဲ့ကင်းကွာပြီးတည်နေတဲ့သူလို့ပြောလို့ရပါတယ်ဒီတည်ခြင်းကိုတော့ဝိညာဉ်ရေးရာတည်ခြင်းလို့ဒီလိုပဲဆရာသမားများကတွန့်တင်ပေးပါတယ်နောက်တည်ခြင်းကတော့တင်းချိုင်းကိုတွားရတဲ့တည်ခြင်းအဲ့ဒီတည်ခြင်းကတော့လူဟာအသက်ခန္ဓာချုပ်ငြိမ်းပြီးတော့မှ လူဘဝတွေကနေထွက်ခွာသွားရတဲ့သေခြင်းဖြစ်ပါတယ်။အဲ့ဒီသေခြင်းကိုတော့လူတိုင်းကြုံတွေ့ရမှာဖြစ်တဲ့အသက်အရွယ်မရွေးကြုံတွေ့ရမှာဖြစ်ပါတယ်။နောက်တမာကျမ်းစာမှာအခုဖတ်သွားတဲ့ကျမ်းစာအရာ ဖော်ပြတဲ့သေခြင်းကတော့မိငယ်ရဲ့အိုင်ထဲကိုချပစ်တဲ့သေခြင်းဒါကိုဒုတိယသေခြင်းဖြစ်တယ်လို့တမာကျမ်းစာကဖော်ပြတာကိုတွေ့ရပါတယ်။ချစ်တော်မိဘညီကိုမောင်တို့အသက်စင်းစားဆောင်မှာမဝင်တော့သူ ယေရှုခရစ်တော်ကိုမိမိကယ်တင်ပန်းရှင်အဖြစ်ယုံကြည်လက်ခံခြင်းမရှိသောသူတွေဟာတေခြင်းများကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။ဘယ်တေခြင်းကိုမှ မနိုင်ဘူးလို့နားလည်ရပါတယ်။သခင်ယေရှုခရစ်တော်ကတော့တေခြင်းကိုအောင်မြင်တဲ့ဖခင်သုံးရမြောက်တော်နေမှာရှင်ပြန်ထမြောက်တဲ့ဖခင်ဖြစ်ပါတယ်။ဒါကြောင့်ယေရှုခရစ်တော်ကငါ့ကိုယုံကြည်သောသူဟာတေလွန်တော်လဲရှင်လိမ့်မယ်လို့ပြောတဲ့အတွက်တေခြင်းသည် ယေရှုခရစ်တော်ကိုမယုံတဲ့သူတွေနဲ့ဆိုင်ပြီးတော့ရှင်ချင်းသည်ယေရှုခရစ်တော်ကိုယုံကြည်တဲ့သူတွေနဲ့ဆိုင်တယ်လို့နားလည်ရပါတယ်။သေခြင်းဘလောက်ပဲရှိရှိယေရှုခရစ်တော်ကိုယုံကြည်တဲ့သူဟာအဲ့ဒီသေခြင်းတွေကိုအောင်မြင်မှာဖြစ်ပါတယ်။ဒီနေ့အဖြစ်ပြောရရင်ဒုစရိုက်အပြစ်၌သေပြီးဖရားရဲ့အမျက်တော်ကိုခံနေရခြင်းကနေလွန်မြောက်မယ်။ခန္ဓာကိုယ်တင်းချိုင်းကိုတွားရပေမဲ့အဲ့တင်းချိုင်းကနေပြန်လဲရှင်ပြန်ထမြောက်မယ်။ ဒုတိယသေးချင်းလို့ခေါ်တဲ့ကန့်နဲ့လောင်နဲ့မိငဲအိုင်ကနေလွတ်မြောက်ပြီးသာဝရဒုက္ခချမ်းသာပုံဖြစ်တဲ့ဘုရားသခင်နဲ့အတူနေရမယ်ဆိုတဲ့ဒီသေးချင်းတွေကိုအောင်မြင်ခြင်းကိုခံစားရမှာဖြစ်ပါတယ်ချစ်တော်မိဘကြီးကိုမောင်နှမတို့ကျွန်တော်ရဲ့ဘဝအသက်တာမှာဒီသေးချင်းများကို အောင်မြင်သောသူဖြစ်ဖို့ရန်အတွက်ဘုရားသခင်ကအလိုတော်ရှိပါတယ်သေးချင်းနဲ့ဤကုန်းချုပ်သွားတာမျိုးဘုရားခင်အလိုတော်မရှိပါဘူး ဒါကြောင့်မလို့သခင်ယေရှုခရစ်တော်ကိုမိမိကယ်တင်ပန်းရှင်ဖြစ်ယုံကြည်လက်ခံထားမှသာလျှင်နောက်ဆုံးကန့်နဲ့လောင်တဲ့မိငဲအိုင်ဖြစ်တဲ့ဒုတိယသေခြင်းနဲ့ကင်းလွတ်မှာဖြစ်ပါတယ်။ဒုနည်း၎င်းပဲအသက်ရှင်စဉ်မှာလည်းဖခင်နဲ့အဆက်အသွယ်ရမှာဖြစ်သလိုခန္ဓာကိုယ်ကလည်းတင်းကျိုင်းကနေပြန်လည်ရှင်ပြန်ထမြောက်ရတဲ့အခွင့်ကိုရရှိမှာဖြစ်ပါတယ်။ချစ်တော်မိဘညီကိုမောင်နှမတို့သေခြင်းကိုအောင်မြင်တဲ့ ယေရှုခရစ်တော်အားဖြင့်သာလျှင်ကျွန်တော်တို့လည်းတေခြင်းကိုအောင်နိုင်တယ်ဆိုတာကိုသိပြီးမှယေရှုခရစ်တော်အားဖြင့်အောင်မြင်တော်သူဖြစ်ဖို့လိုပါတယ်။မန်နဲ့ရဲ့နောက်ကိုလိုက်ပြီးတော့မှသားရဲ့တစိတ်ကိုခံလောကနဲ့အပေးယူလို့ပြီးတော့မှယေရှုကိုညှင်းပယ်တဲ့သူဖြစ်ခဲ့တယ်ဆိုရင်တော့ဘဝမှာဝမ်းနည်းစရာအဖြစ်ပြက်တည်တာမကသာဝရကာလပတ်လုံးကိုကြိုးနေရတဲ့အခွင့်ကိုခံစားရမှာဖြစ်ပါတယ်။ဖျားရှင်ရောက်တိုင်းကိုကောင်းချီးပေးပါစေ။ ဆုတောင်းကြပါစို့ကောင်းမြတ်တော်ဖျာကိုရော့ကိုယေရှုတင်ပါれတေခြင်းနဲ့ကင်းလို့ရတဲ့အခွင့်ကိုယေရှုခရစ်တော်အားဖြင့်ရရှိပိုင်ဆိုင်စေသောကြောင့်ယေရှုတင်နေနာမတော်ဘုန်းကြီးပါစေဒီနေ့တအားလက်ဝဲအပ်ပါれဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာတယောက်မကြံတေခြင်းနဲ့ကင်းလို့၍အသက်ရှင်သောသူများဖြစ်စေတော်မူပါဂျေဇုရောပေါင်းကိုချီးမွမ်း၍တဏိတာကိုဆက်ကတ်တဲ့အခါသခင်ယေရှုနာမ၌ဆက်ကတ်အနံဆုတောင်းပါ၏အာမင်